ုပြမှာဒီဦးနိုင်ကနော်ဒီမွေးကနန်းလေး၃ခွက်ကိုပြမှာပေါ့နော်မွေးကနန်းကဘာကြောင့်ပြရလဲဆိုတော့ဦးနိုင်ကိုနှက်ကက်စီးကြောနဲ့ပေါ့နော်မွေးကနန်းဆိုင်ကောင်းကောင်းလေးရှိရင်ပြပေးပါလို့ပြောတဲ့ဦးနိုင်ရဲ့မိတ်ဆွေတွေနော်လူဦးရေ20ကျော်ရှိတယ်ပေါ့နော်ကဲအဲ့အတွက်ကိုဒါဦးနိုင်ကပြပေးရရင်ဖြစ်တယ်နော်အခုပြမဲ့ဆိုင်လေးကအင်မတန်ကောင်းပါတယ်ပေါ့နော်အဲ့တော့ဦးနိုင်နဲ့အတူတူလေ့လာကြည့်အောင်ပေါ့နော်ကဲဟုတ်ပြီ အဲ့ဒီတော့ဒီပထမဦးဆုံးဒါနှစ်ကက်စီဆိုတော့ဥနိုင်တော့ဒီလိုလေးပြလိုက်မယ်နော်လိုလေးပြလိုက်မယ်နှစ်ကက်စီဆိုတော့အဲ့တော့ဒီပထမတကက်မှာသူဖြစ်ပေါ်ခဲ့တဲ့အနေအထားလေးကိုဥနိုင်ကအရင်စပြနော်နှစ်ကြိမ်မြောက်မှာ935ဆိုတဲ့ကဏ္ဍပတ်လေထည့်တယ်တင်း1 3 4 5 6 9နှစ်ချပြီ8နှစ်မြောက်2ဦးကကဏ္ဍ935ပတ်လေထည့်ပြီးတာနဲ့ဗရိတ်9ကြောင့်2ဦးမှာ9ပါတဲ့ကဏ္ဍဒီအဲ့နှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားတယ်ဒီမှာတကက် ဒီဘက်မှာလည်းအဲ့လိုပဲနှစ်ကြိမ်မြောက်မှာ93ခွန်းဆိုတဲ့ကဏ္ဍပတ်လေကစားတယ်1 2 3 4 5 6ခုနှစ်နှစ်ချပြီနှစ်ဦးမှာ9ထိပ်စီးနဲ့9ပါတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာပြန်ကြဖြစ်နေကစားတယ်နော်အဲ့တော့ဒီကလင်နာနှစ်ဆမှာဖြစ်စဉ်ဒီနှစ်ကစီးအနေနဲ့ဒီနှစ်ခုပဲရှိတယ်နော်ကြည့်ကောင်းပြီဒါဆိုရင်ပထမအကတ်မှာခွန်း3ပတ်လေ9ပြိတ်ကြလို့9ထိပ်စီးနဲ့ကဏ္ဍကအဲ့ဒီနှစ်ထဲမှာကြပြီးတာနဲ့ ူ့ရဲ့ဒီဘက်တပင်းနှစ်ပင်းရဲ့ဘေးမှာကနန်းလေးတွေလုံးတူခွေတဲ့စနစ်ကလေးကိုပြမှာနော်ဦးနိုင်ကတပင်းနှစ်ပင်းရဲ့ဘေးမှာဒီမှာ၃ဒီမှာ၅ဒီမှာ၆၃၅၆လို့ကနန်းခွေလိုက်တယ်ခွေပြီးတော့လည်းသူ့ရဲ့ဒီဆောင်မှာလည်းဒီမှာ၃ဒီမှာ၆ဒီမှာ၅၃၆၅လို့ပဲပြန်ထည့်တယ်ဒီကနန်း၃လုံးကိုဒီမှာ၃လုံးလုံးတူပြန်ထည့်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီကဒုတိယအကတ်မှာလည်းအဲ့လိုပဲ၅၃ခုပတ်လဲကြတယ်၅ထိပ်စီနဲ့ကနန်းတီလည်းပြန်ကြဖြစ်နေကစားတယ် တပင်းနှစ်ပင်းရဲ့ဘေးမှာလဲဒီမှာ6ဒီမှာ5ဒီမှာ3 653ဆိုတဲ့ကဏ္ဍသုံးလုံးကိုသူ့ရဲ့ဒီမြင်းဇောင်းမှာ635လို့သူကပြန်ထည့်တယ်လုံးလူလေးတွေပြန်ထည့်တယ်ကောင်းပြီအဲ့ဒီလိုထည့်ပြီးတာနဲ့နော်အဲ့ဒီလိုတွေထည့်ပြီးတာနဲ့ဒီ356က365လို့လုံးလူထည့်တယ်ထည့်ပြီးတာနဲ့သူ့ရဲ့အောက်ကိုပေါ့နော်တိုင်ပင်ကွာဝေးအတူတူဆင်းခဲ့လိုက်1 2 3 4 5 6 9 10ပင်ကျော်9ပင်မြောက်မှာလဲ9ထိတ်နဲ့ဒီမှာ36နဲ့ 936လို့ပဲပြန်ထည့်တယ်အဲ့ဒီ936ကိုလည်းသူ့ရဲ့ဒီဇောင်းမှာဒီမှာ3ဒီမှာ6ဒီမှာ9 936ကို356လို့ပဲပြန်ထည့်တယ်ဟုတ်ပြီဒါဆိုရင်ဒုတိယကမ္မလည်းအဲ့လိုပဲ6935 635လို့ပြန်ထည့်တယ်သူ့ရဲ့အောက်မှာ1 2เนาะတိုင်းပြန်กว่าဝိတ္တူဆင်းခဲ့ပေါ့1 2 3 4 5 6 9 10ပင်ကျော်9ပင်မြောက်မှာ9ထိတ်နဲ့963လို့ပြန်ထည့်တယ်963က3 6 5လို့ပြန်ပြီးတော့ကစားတယ် ဟုတ်ပြီဒါဆိုရင်ဒီ9936က365လို့ကစားပြင်တယ်သူ့ရဲ့ညာဘက်1 2 3 4 5 6မှာငါဒီမှာ9ဒီမှာ6လို့ပြန်ခဲ့တယ်နော်ကောင်းပြီဒါဆိုရင်ဒီမှာလည်းအဲ့လိုပဲ963က365လို့ပြန်ထည့်ပြလာတယ်1 2 3 4 5 6မှာเนาะဒီမှာ9ဒီမှာ9ဒီမှာ6လို့လုံးလူတွေပြန်ထည့်နော်ကြည့်ကောင်းပြီဒါတိုင်မင်ကိုဥတိုင်းကတည့်လိုက်တာအဓိကပြောချင်တာဒီနော်အဓိကပြောချင်တာဒီ 936ဆိုတဲ့ကဏ္ဍ၃လုံးကို963လို့ပြန်ထည့်တယ်တိုင်းမြေကွာဝေးတူတူမှာ936လို့ဒီမှာထည့်တယ်ဒါအောက်မှာ936ဖြစ်စဉ်3ခုထည့်ခဲ့တယ်ထည့်ခဲ့ပြီးတော့မှသူ့ရဲ့အပေါ်မှာဒါ356က63က35365လို့ပြန်ထည့်တယ်နော်ဒီဒုတိယကမှလည်းအဲ့လိုပဲ963ဆိုတဲ့ကဏ္ဍဒီ963လို့ပြန်ထည့်ပြီးတော့တိုင်းမြေကွာဝေးတူတူမှာ936လို့ထည့်ပြီးတာ ਨੇ နော်963ဖြစ်စဉ်3ခုကစားခဲ့တယ်အပေါ်မှာလည်း6ရယ်9ရယ်3ရယ် 6ရက်3ရက်5ရက်ဆိုပြီးတော့လုံးလေးထည့်ခဲ့တာ9မျိုးထည့်ခဲ့တယ်ပေါ့နော်။ဒါကောင်းပြီ။အဲ့ဒီလို9မျိုးထည့်ပြီးတာနဲ့ तू ကဘာတွေကစားချင်တာလဲဆိုတော့သူ့ရဲ့နောက်တဲ့နှစ်မှာ तू နှစ်ဦးမှာ9ခါလို့ तू ထည့်ခဲ့တယ်။နော်။နောက်တဲ့နှစ်မှာ9ခါလို့ထည့်ခဲ့တယ်။အဓိက main တောက်ဒီဒီ9နဲ့9နဲ့က main ပေါ့နော်။ဟုတ်ပြီ။ဒါဆိုရင်ဦးနိုင်တော်ကဒီ9ခါဒီဒီနှစ်ဦးကိုဘာကြောင့်ထည့်ခဲ့တာလဲ9ခါနဲ့9ပြည့်။9ခါနဲ့9ပြည့်ဒီဘာကြောင့်နှစ်ဦးကိုထည့်ခဲ့တာလဲဆိုတော့ ပထမမူလစားခဲ့တဲ့ခွန်သုံး၅ရဲ့မြင်းကုတ်မှာရှေပေါင်းကိုရှေပေါင်းကိုဒီဂွာကိုအဲ့ဒီဂွာကိုဒီသူ့ရဲ့အောက်မြင်းကုတ်မှာဗရိတ်ကိုလို့ရိုက်တယ်နော်ရိုက်ပြီးတာနဲ့ကိုးထိတ်တုံညာပိတ်ဂွာကိုနဲ့ပဲသူကပိတ်ခဲ့တယ်ရှေပေါင်းကိုဂွာကိုဗရိတ်ကိုကိုးထိတ်တုံညာပိတ်နဲ့ပိတ်ခဲ့တဲ့အတွက်ကိုအဲ့ဒီကိုဒီနော်အဲ့လိုကိုးဖြစ်ချင်းကြောင့်အဲ့ဒီကိုးကိုးဖြစ်ချင်းကြောင့်တနည်းနှစ်နှစ်သုံးနှစ်မြောက်သုံးနှစ်မြောက်တဲ့မှာကိုးဆိုတဲ့ကဏ္ဍဒီဒီမှာလာပြီးတလုံးပိတ်ပြီးကိုးတလုံးပိတ်ပြီး မကိုးနှစ်လုံးပိတ်ပြီးကိုးဒီသုံးလုံးပိတ်ပြီးနော်သုံးလုံးပိတ်ပြီးတဲ့နဲ့ကိုးလေးလုံးလို့ပိတ်လိုက်တာနဲ့ကြိုင်နေကိုးလေးလုံးဒီတစ်နှစ်လုံးမှာ၄ကပဲပိတ်တယ်ပိတ်ပြီးတဲ့တပွဲကြော်မှာကိုးခါလို့ထည့်တယ်ကိုးခါလို့ထည့်တဲ့အခါမှာဒီသုံးကိုးခွန်းဆိုတဲ့ကဏ္ဍလေးကိုမှတ်ထားလိုက်အဲ့သုံးကိုးခွန်းလို့ကြတော့မယ့်အချိန်မှာတပင်းနှစ်ပင်သုံးပင်လေးပင်အောက်မှာ38ဆိုတဲ့ကဏ္ဍပတ်လေ frame ကိုတည့်ပြီးတော့မှကိုးခါနဲ့သုံးကိုးခွန်းဆိုတဲ့ကဏ္ဍလေးဒီဒီကိုးဖြစ်ချင်းနေကြောင့် နော်ကိုဖြစ်ရှင်နေကြောင်းကိုနောက်ပိတ်ဒီ၄ချက်ကစားတယ်၄ချက်ကစားပြီးမှကိုခါလို့ထည့်တယ်ထည့်ပြီးတော့မှ၃ရှင်းနှစ်ပတ်လဲထောက်ပြီးတော့ဒီကဏ္ဍဒီနော်ကိုဖြစ်ရှင်ကြောင်းဒီဖြစ်စဉ်တွေအားလုံးတည်ပြီးကြတယ်နောက်တစ်နှစ်မှာကိုခါနဲ့ငါးပရိတ်ကစားတယ်ကစားပြီးတော့မှခုနဒီမှာထားခဲ့တယ်နော်၃ကိုခွန်းဆိုတဲ့ကဏ္ဍဒီဒီနေရာလေးမှာကိုသုံးခွန်းလို့သူကထောင်ခဲ့ရမှာထောင်ပြီးကြတယ်အဲ့ကိုသုံးခွန်းဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာတစ်ချိန်ထွက်မယ်နောက်တစ်နှစ်နောက်တစ်ခါပြန်ကြအဖြစ်နဲ့နှစ်ချိန်ထွက်တယ် နော်ကိုသုံးခွန်းဆိုတဲ့ကညာဒီဒီမှာတစ်ကြိမ်ထွက်မယ်နောက်တစ်ခါဒီမှာတစ်ကြိမ်ထပ်ထွက်တယ်နော်ဒါပရမတ်တကက်ပေါ့ဟုတ်ပြီဒါဆိုရင်ဥနိုင်တော်ကဒီမှာဖြစ်စဉ်တွေအားလုံးကိုခုနကစားပြခဲ့ပြီပြီကစားပြတော့ဒီနှစ်ဥမှာခွန်ခါနဲ့ငါးပရိတ်ဆိုတဲ့ကညာလေးအဒီခွန်ခါကဘယ်ရလာလဲဆိုတော့ပရမမူလတည်ခဲ့တဲ့ငါးသုံးခွန်းဆိုတဲ့ကဏ္ဍပတ်လေရဲ့မြင်းကုံမှာရှင်နှလုံးပေါင်းခွန်း၊ဝါပေါင်းခွန်း၊ဗရိတ်ခွန်း၊ခွန်းတုံညအခွနဲ့ခွန်းလို့သူကစားခဲ့ပြီးတာနဲ့အဲ့ဒီခွန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်မှာအဲ့ဒီနှစ်ထဲမှာခွန်နောက်ပိတ်ဒီမှာတစ်ကြိမ်နှစ်ကြိမ် 3ချိန်4ချိန်သူ့အောက်မှာမရှိတော့ခွန်နောက်ပိတ်ကခွန်နောက်ပိတ်4ချိန်လို့ပိတ်ပြန်ရဲ့သူ့ရဲ့တပွဲကြော်မှာခွန်ခါလို့ထည့်တယ်ခွန်ခါလို့ထည့်လိုက်တဲ့အခါမှာ3ခွန်5ဆိုတဲ့ကဏ္ဍဒီတပင်းနှစ်ပင်3ပင်4ပင်အောက်မှာ283ဆိုတဲ့ကဏ္ဍပတ်လဲထောက်ပြီးတော့မှာ3ခွန်5ဆိုတဲ့ကဏ္ဍလေးဒီဘေးနေရာမှာလားထောင်ရမလဲဆိုတော့ဒီနေရာလေးမှာ9ခွန်3လို့လားထောင်မယ်ထောင်ပြီးတာနဲ့အဲ့ဒီခွန်ဖြစ်ချင်းနေကြောင်းခွန်ခါခွန်နောက်ပိတ်ကလည်း4ချိန်ကစားခဲ့တယ် နော်လေးချိန်ကစားပြီးတော့သူ့ရဲ့တပွဲကျော်က305ဆိုတဲ့ကဏ္ဍဒီဒီနေရာလေးမှာ903လို့သူထောင်းမယ်ထောင်းပြီးတော့နှစ်ဦးမှာခွန်ကားနဲ့9ပြိတ်လို့ရိုက်ခဲ့တဲ့အတွက်ဒီနှစ်ထဲမှာဥနိုင်ကနော်အဲ့ဒီခွန်305ဆိုတဲ့ကဏ္ဍဒီပထမအကက်ကလို့ကစားမယ်ဆိုရင်တော့နှစ်ခါပြန်ကြခွန်305ဒီနှစ်ခါပြန်ကြမှာပေါ့နော်အဲ့တော့ အရင်ဥတော်ဖြစ်စဉ်ကလေးကိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီရှေးပေါင်းကိုဂွာကိုဗရိတ်ကိုကိုးတုံညာအခွနဲ့ကိုးလို့ဖြစ်ခဲ့လို့တနေ့နှစ်နှစ်သုံးနှစ်မြောက်မှာကိုးနောက်ပိတ်က၄ချိန်ကစားတယ်၄ချိန်ကစားပြီးတပွဲကျော်မှာကိုးခါလို့ထည့်တယ်ဒီကနန်းဒီ၃ရှင်းနှစ်ပတ်လည်းထောက်ပြီးတော့မှထည့်တယ်ဒီ၃ကိုးခွန်ဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တဲ့နှစ်နှစ်ဥမှာကိုးဖြစ်ချင်းကြောင့်ကိုးခါနဲ့ဗရိတ်ငါလို့ပုံတည်ထည့်ပြီးမှသူ့ရဲ့နောက်တဲ့နှစ်မှာကိုး၃ခွန်ဆိုတဲ့ကနန်းဒီတစ်ချိန်နှစ်ချိန်နော်နှစ်ချိန်အဖြစ်ထွက်တယ်ပေါ့နော်ဟုတ်ပြီဒုတိယကမှလည်းအဲ့လိုပဲဖြစ်စဉ်တွေအားလုံးကို တည်လိုက်တယ်ဒီခွန်ဂွားခွန်ပရိတ်ခွန်ခွန်တုံညာအခွားနဲ့ခွန်လို့ဖြစ်ခဲ့ပြီးတာနဲ့တနည်းနည်းသုံးနှစ်မြောက်တည်းမှာခွန်နောက်ပိတ်ဆိုတဲ့ကဏ္ဍဒီဒီမှာတစ်ကြိမ်နှစ်ကြိမ်၃ကြိမ်၄ကြိမ်၄ကြိမ်မှာကစားတယ်ကစားပြီးတော့သူ့ရဲ့တဲ့ဝဲကြောင်မှာခွန်ခါလို့ထည့်တယ်ထည့်တဲ့အချိန်မှာလဲ၃နှစ်၈၃ဆိုတဲ့ကဏ္ဍပတ်လဲထောက်ပြီးတာနဲ့ဒီကဏ္ဍလေးဒီခွန်၃၅ဆိုတဲ့ကဏ္ဍဒီဒီနေရာလေးမှာလဲ၅ခွန်၃လို့ထောင်ခဲ့မယ်ထောင်ပြီးတာနဲ့ဒီဘက်နဲ့နှစ်ဦးမှာခွန်ခါနဲ့၅ပရိတ်လို့လဲရိုက်မယ်ရိုက်ပြန်တဲ့သူ့ရဲ့နောက်တစ်နှစ်မှာနော်အဲ့ဒီ ခွန်9ခွန်3ဆိုတဲ့ကဏ္ဍပတ်လေဒီနှစ်ခါကြာမယ်ဒါကပထမတစ်မျိုးပေါ့နော်ကောင်းပြီဒါဆိုရင်နောက်တစ်ခုနောက်တစ်ဆိုင်ကကြတော့ဥနိုင်တို့ဘယ်လိုကစားမလဲဆိုတော့အခုဥနိုင်ပြောခဲ့တယ်နော်ဥနိုင်ပြောခဲ့တယ်ဒီ963 936 36လည်း936နော်ဒီမှာလည်း396ဒီမှာလည်း365အဲ့လိုတွေကြွေးခဲ့တဲ့တွေ့နော်အဲ့ဒီလုံးလူကြွေးခဲ့တဲ့396ဆိုတဲ့ကဏ္ဍဒီဒီနှစ်ထဲမှာ396ဆိုတဲ့ကဏ္ဍဒီဒီမှာတစ်ချိန်ထွက်မယ် နောက်တစ်ခါဒီမှာတစ်ချိန်ထွက်မယ်နှစ်ချိန်ထွက်မယ်ဟုတ်ပြီနော်365ဆိုတဲ့ကဏ္ဍပတ်လေဒီအဲ့နှစ်ထဲမှာလည်းနှစ်ချိန်ထွက်တယ်ကောင်းပြီဒါဆိုရင်ဦးနေတို့ဒီမှာလည်းအဲ့လိုပဲဒီမှာ963เนาะဒီမှာ963เนาะဒီမှာ936ဒီမှာ653ဒီမှာ635တိုင်မင်းကွာဝေးအတူတူမှာလုံးတူစနစ်လေးတွေထည့်တဲ့အတွက်ကိုဒီနှစ်ထဲမှာ356ဆိုတဲ့ကဏ္ဍဒီဒီမှာထွက်ခဲ့ပြီထွက်ခဲ့ပြီဆိုတော့သူကနှစ်ချိန်ထွက်ရမှာဆိုတော့အဲ့တော့356ဆိုတဲ့ကဏ္ဍကလည်း နော်ဒါနှစ်ခါထွက်ရမယ်ပေါ့နော်ကြိုက်တဲ့မိတ်ဆွေတွေကထိုးလိုက်ပေါ့တော်တယ်သူကဒီဂျိန်ကတော့ထွက်ပြီးပြီဒီ3 6ဒဂျိန်ထွက်ပြီးတဲ့အတွက်ကိုဒီစီကြောလေးကဒါအသက်ဝင်တယ်လို့ဒါဦးနိုင်ကယူဆတဲ့အတွက်ကိုကြံတဲ့ဒီကနန်းလေးနှစ်ကွက်ကိုလည်းဦးနိုင်ကဦးနိုင်ရဲ့မိတ်ဆွေတွေနှစ်ကက်စီးလေးနဲ့မွေးကနန်းဆိုင်လေးကောင်းကောင်းရှိရင်ပြပေးပါလို့တောင်းဆိုတဲ့မိတ်ဆွေတွေလည်းရှိလို့မို့ဒါဦးနိုင်ကနော်ဒါချပြပေးရခြင်းဖြစ်တယ်အဲ့တော့ကိုကြိုက်တဲ့ကနန်းလေးပါလို့ရင်ကိုကလေးနဲ့ကိုနေရာထိုင်ကတော့အဆင်ပြေလို့ရွေးထိုးလိုက်ပေါ့နော်အဲ့တော့ကောင်းပြီကြံနေတဲ့ကနန်း ုံညာ9နှစ်ဆိုတဲ့ကဏန်းလေးကိုလည်းဦးနိုင်ကပြပေးဦးမယ်ပေါ့နော်။ဟောအရေးတဲ့မှာချင်းရလာကြိုက်တယ်နော်အဲ့တော့ကျန်နေတဲ့ကဏန်းလေးကိုလည်းဦးနိုင်ကပြပေးဦးမယ်ပြပေးဦးမယ်ဆိုတော့ကောင်းပြီဒီပထမမူလစခဲ့တဲ့အကက်ကိုပဲစပြီးသွားရမှာပေါ့နော်အဲ့တော့ဘာဖြစ်လို့အဲ့ဒီလိုမျိုးသွားချင်တာလဲဆိုတော့ဒီနှစ်ဦးမှာကစားခဲ့တဲ့နော်ခုနဒီကိုဖြစ်ရှင်နေကြောင်းနှစ်ဦးမှာကိုးခါနဲ့ငါးပဒိတ်လို့ကစားခဲ့တဲ့ ကနန်းဒီသူကဘယ်နှစ်ထက်ရကနန်းလဲဆိုကြတော့ဒီကိုဖြစ်ချင်းကြောင့်ကိုနောက်ပိတ်လေးချက်ကစားတာရဲ့သူ့ရဲ့နောက်တစ်နှစ်ကဒီမှာဒီမှာရှိတဲ့၃ပရိရဲ့ဒီ၅ရဲ့နှစ်ခတ်၃ပရိရဲ့တပွဲကျော်ကကနန်းကိုနှစ်လေးဆိုတဲ့ကနန်းဒီဒီနှစ်ဥမှာကစားမှာဘာကြောင့်လဲဆိုအဲ့ကိုဖြစ်ချင်းကြောင့်နောက်ထောင်၃လုံးကလည်းကိုလို့သူထဲခဲ့မယ်ပရိ၃လဲခံမယ် ်နောက်ထောင်သုံးလုံးလဲကိုပြည့်ရှင်းအောင်ကိုလို့ထည့်ပဲဒီကနန်းကနှစ်ဦးမှကစားတဲ့အတွက်ကိုဒီဘက်နှစ်မှာအဲကိုသုံးခွန်းဆိုတဲ့ကနန်းလဲကြတယ်နော်963ဆိုတဲ့ကနန်းလဲနှစ်ခါကြတယ်ဟုတ်ပြီဒါဆိုရင်ဒုတိယကမှလဲအဲ့လိုပဲဒီခွန်းပြည့်ချင်းကြောင့်ခွန်းနောက်ပိတ်၄ခါကြတယ်ဒီဘက်နှစ်ထဲမှာနော်ခွန်းနောက်ပိတ်၄ခါကြတယ်ဒီဘက်နှစ်ထဲမှာနှစ်လို့ဒီမှာ၃ပဒိတ်လို့ဖြစ်တယ်နော်၃ပဒိတ်လို့ဖြစ်တယ်၃ပဒိတ်ရဲ့တပွဲကြောင့်မှနောက်ထောင်သုံးလုံးပုံသေးကိုလိုထည့်တဲ့ဒီကိုကိုခွန်ဆိုတဲ့ကဏ္ဍကလည်းဒီနေရာလေးမှာခွန်ခါနဲ့ငါးပရိလို့သူကကြတဲ့အတွက်ကိုဒီနှစ်ထဲမှာ 653ဆိုတဲ့ကဏ္ဍပတ်လေရလဲနှစ်ကြိမ်ထွက်ရှင်နေတယ်။ဒီခွန်နောက်ပိတ်လေးချက်ကစားတာရဲ့တပွဲကျော်က3.5လဲနှစ်ကြိမ်ထွက်ရှင်တယ်။ကောင်းပြီဒါဆိုရင်နောက်တစ်ခုကဘာကြံခဲ့လေဆိုတော့နော်။နောက်တစ်ခုကလည်းကောင်းတယ်။နောက်တစ်ခုကလည်းဘာကြံခဲ့လေဆိုတော့အဲ့ဒီ3.5ဆိုတဲ့ကဏ္ဍပတ်လေရဲ့ဒီဘက်နှစ်မှာနော်ဦးနိုင်တို့ဒီမှာ361အဲ့ဒီ361တည်တဲ့69တည်ကဏ္ဍပတ်လေကြပြီနဲ့သူ့အောက်ကိုပြန်ကြကဏ္ဍဖြစ်နေကစားတယ်နော်။ 361ဆိုတဲ့ကဏ္ဍသည်891ဆိုတဲ့ကဏ္ဍပတ်လည်းရအောင်ပါပြကြကဏ္ဍဖြစ်နေကစားတယ်ကစားတဲ့တော့ကိုအဲ့361ကလည်းအဲ့ဒီဖြစ်စဉ်တွေတီးပြီးတော့အဲ့နှစ်ထဲမှာဒီမှာ163ကနော်163ဆိုပြီးသူကနှစ်ခါထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာလည်းအဲ့လိုပဲ93ခုရဲ့ဒီဘက်မှာပြန်ကြကဏ္ဍသည်ရွေးချယ်တရားလုံးဝမရှိဘူးတော့ကွက်ပဲရှိတယ်93ညာနှစ်သည် တကူရှိကနံပတ်လဲကြပြီတာနဲ့ကိုနှစ်တုံညဆိုပြီးတော့သူကပြန်ကြဖြစ်နေကစားတယ်တစ်နှစ်လုံးမှာပြန်ကြဒီတစ်ခွက်ပဲရှိတယ်အဲ့ဒီရာရှိတဲ့အတွက်ကိုဒီဖြစ်စဉ်တွေအားလုံးကိုတီးပြီးတာနဲ့နော်ဦးနိုင်တော်ကဒီကိုတုံညနှစ်ဆိုတဲ့ကနံလေးကိုလဲဒါနှစ်ခါကြတဲ့စနစ်အဖြစ်နဲ့ဒါကစားချင်တာပေါ့နော်နှစ်ခါကြမှာပေါ့နော်အဲ့ဒါနှစ်ကက်စီးတဲ့မွေးကနံကောင်းကောင်းရှိရင်ပြပေးပါဆိုတဲ့ဦးနိုင်ရဲ့နော် ဟိုဥနိုင်ကိုအမြဲအားပေးတဲ့မိတ်ဆွေတို့အတွက်ကိုဒါဥနိုင်မြင်တဲ့ရှုထောင့်ကနေပြီးတော့ဖြစ်စဉ်လေးတွေကိုတီးမိပြီးတော့ဒါဥနိုင်ကပြပေးရခြင်းဖြစ်တယ်။ဒီကနန်းလေးတွေကိုကြိုက်တယ်ဆိုရင်ကတော့ကိုယ်ကလည်းနဲ့ကိုမွေးထုံလဲထိုးဒါမှမဟုတ်ရင်ကိုကြိုက်တဲ့အချိန်ဒီမှာထိုးပေါ့နော်။ဒီဘွဲမှာဆိုရင်သဘောတကွာဒီဗရိတ်လေးတွေလည်းကောင်းတယ်ပြန်ရလေးလည်းကောင်းတယ်ဆိုဒီကနန်းမျိုးထိုးပေါ့။အဲဒါမှမဟုတ်ငါးဗရိတ်လည်းကောင်းတယ်ငါးဗရိတ်လည်းအချရှိတယ်ဒီဟာထိုး။အဲဒါမှမဟုတ်တစ်ပရိကလည်းကောင်းတယ်ဒီဒီကနန်းလေးကြိုက်တယ်သူလည်းဒီဟာထိုးပေါ့နော်ဒါကတော့ကိုယ်အစဉ်ပြေတဲ့ဟာကိုထိုးပါဦးနိုင်ကတော့ဦးနိုင်မြင်တာလေးကိုပြပေးရခြင်းဖြစ်တယ်ကြည့်အဲ့တော့ ဒါဒုတိယနောက်တစ်ခေါက်အနေနဲ့တူတူနဲ့လိုရင်းလေးကိုဦးနိုင်ရှင်းပြပေးမယ်ပေါ့နော်အထက်ကတူတူနဲ့လိုရင်းပြောရရင်နှစ်ကြိမ်မှ9300ခွန်ပတ်လဲထောက်တယ်ထောက်ပြီးတာနဲ့ဈားထဲမှာတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်9နှစ်ချားတယ်9300ခွန်ပတ်လဲနှစ်ကြိမ်မှထောက်ပြီး9နှစ်ချားတယ်နှစ်ဦးက9ထိပ်စီးနဲ့ကနေအဲ့နေတဲ့ကိုပြန်ကြလို့ရိုက်တယ်ပြန်ကြလို့ရပြီတာနဲ့ဒီ936တွေခွေခဲ့တယ်ခွေခဲ့ပြီတာနဲ့သူ့ရဲ့တနစ်ချပြီဒီဘက်နှစ်မှာเนาะ936ခွေခဲ့လို့936ဆိုတဲ့ကဏ္ဍနှစ်ခါကြာမယ်နောက်တစ်ခုဒီ ဝါကူပရိကူကိုးတုံညာနဲ့ကိုးလို့ခွာခဲ့တဲ့တော်ကိုဒီနေ့ထဲမှာကိုးနောက်ပိတ်က၄ချိန်ရိုက်မယ်ပြီးတော့တပွဲကြောင်မှာကိုးခါလို့ထည့်မယ်ထည့်ပြီးတဲ့နဲ့၃ရှင်းပတ်လေထောက်တာရဲ့မြင်းကုံမှာကိုးခါလို့ထည့်ပြီးတဲ့ဒီ၃ကိုးခုံးဆိုတဲ့ကဏ္ဍဒီဒီနေရာမှာနှစ်ဦးမှာကိုး၃ခုံးလို့လေထောင်ခဲ့မယ်ထောင်ပြီးတာနဲ့အဲ့ကိုး၃ခုံးဆိုတဲ့ကဏ္ဍကလည်းနှစ်ခါကြမယ်အဲ့လိုကြပြီးတဲ့၅၃ခုံးရဲ့ဒီဘက်နှစ်မှာလေနော်၃၆တိက၁၉ရှစ်ပတ်လေရဲ့အောက်မှာ 361လို့ပြန်ကြလို့ကစားကြတဲ့အတွက်ကိုအဲ့ဒီနှစ်ထဲမှာလဲ361ဆိုတဲ့ကဏ္ဍဒီလဲနှစ်ခါထွက်တယ်ဒါဆိုရင်ဒီနှစ်ထဲမှာပြန်ကြကဏ္ဍဒီဒီမှာတစ်ခါဒီမှာဒါနဲ့ရတစ်ခါနှစ်ခါဒီမှာတစ်ခါသုံးခါပြန်ကြကဏ္ဍသုံးခါကိုမွေးကဏ္ဍဖြစ်တဲ့ကစားပြတာဖြစ်တယ်အဲဒုတိယအကတ်မှာလဲအဲ့လိုပဲ9သုံးခုပတ်လဲထွက်တယ်ဂျားထဲမှာ9နှစ်ချရတယ်9ထိပ်စီးနဲ့ဒီကဏ္ဍနှစ်ဦးကဏ္ဍဒီအဲ့နှစ်ထဲမှာပြန်ကြဖြစ်နေကစားတယ်ကစားတော့ဒီမှာခွေခဲ့တဲ့653နေသည်နော်963ဆိုတဲ့ကဏ္ဍကတော့ဒီမှာတကွက်ထွက်သွားပြီ ထွက်တော့တဲ့တော့သူကနောက်တစ်ခါပြန်ကြအဖြစ်နဲ့936ကတကြိမ်လာမယ်။ကောင်းပြီဒါဆိုရင်ဒီခွန်ဂွားခွန်ပရိတ်ခွန်ခွန်တုံညနဲ့ခွန်ငယ်လို့သုံးနှစ်မြောက်မှာခွန်နောက်ပိတ်သည်၄ချက်ကစားတယ်၄ချက်ကစားပြီးတော့သူ့ရဲ့တပွဲဆောင်မှာခွန်ခါလို့ထည့်တဲ့အချိန်မှာနှစ်ရှစ်သုံးပတ်လဲထောက်ပြီးတော့မှာခွန်ခါလို့ထည့်တယ်ထည့်လိုက်တဲ့ဒီ၃ခွန်၅ဆိုတာဒီဒီနေရာလေးမှာ၅ခွန်၃လို့ထောင်းတယ်ထောင်းပြီးတော့ねဒီနှစ်ထဲမှာเนาะအဲ့ဒီ၅ခွန်၃ဆိုတဲ့ကဏ္ဍဒီနှစ်ချိန်ကြာနေတာ ကောင်းပြီဒါဆိုရင်ဒီ9သုံးခုပတ်လည်ရဲ့ဒီဘက်နှစ်ထဲမှာ93ညာ2ဆိုတဲ့ကဏ္ဍဒီ198ပတ်လည်ရဲ့အောက်မှာပြန်ကြအဖြစ်နဲ့ဒီတစ်ခါပဲထွက်ခဲ့တယ်ထွက်ခဲ့တဲ့တော့ကိုအဲ့ဒီ93ညာ2ကလည်းဒါနှစ်ခါပြန်ပြီးတော့ထွက်ရှင်တာပေါ့နော်အဲအဲ့တော့ဒီနှစ်ထဲမှာပြန်ကြအနေနဲ့3ကကစားမယ်ဆိုတဲ့မူက3ကစီးနဲ့လည်းရှိတယ်အခု2ကစီးနဲ့လည်းရှိတယ်အဲ့တော့ပြန်ကြအဖြစ်နဲ့3ချိန်ကစားမယ်မူဒီလောလောဆယ်653ဆိုတဲ့ကဏ္ဍကတော့ဒီစနစ်ထဲကနေပြီးတော့ဒီချိန်ထွက်ခဲ့ပြီးပြီနောက်တစ်ခုအဲ့စနစ်ထဲက နောက်တစ်ခုဗာပေးခဲ့လဲဆိုတော့เนาะဒီမှာ3ခွန်ခွန်ဆိုတဲ့ကဏ္ဍဒဲတကွက်ဒီမှာပေးခဲ့တယ်3ခွန်ခွန်ဆိုတဲ့ကဏ္ဍဒီကဏ္ဍနေဘာကြောင့်လာတယ်ဘယ်ကနေလာလဲဆိုတော့ဥနိုင်ရှင်းမပြတော့ဘူးเนาะဘာလို့လဲဥနိုင်ရဲ့မိတ်ဆွေတွေမျက်စိရှုပ်သွားမှာဆိုဒီ3ခွန်ခွန်ဒီဘာကြောင့်ဒီနေရာကိုလာရလဲဆိုတော့ဒီမှာမူလတည်ခဲ့တဲ့963လို့ဖြစ်တဲ့နှစ်ထဲကခွန်ခွန်3ဆိုတဲ့ကဏ္ဍဒီအဲ့မှာ3ခွန်ခွန်လို့လေအကွက်ရှိဖြစ်နေထောက်ခဲ့တယ်ထောက်ခဲ့ပြီးတော့ 653လဲရိုက်တဲ့အတွက်ကိုဒီစနစ်ကိုပေးချင်တာအခုဒီမှာလဲအဲ့လိုပဲ963လို့ဖြစ်တဲ့နေထိုင်ရာဒီခွန်300ဆိုတဲ့ကဏန်းကလည်း300ဖြစ်နေသူထွက်ခဲ့ပြီထွက်ခဲ့တဲ့အတွက်ကို963ကလည်းကြားတဲ့အတွက်ကိုကျန်နေတဲ့ကဏန်းပေါ့နော်ကျန်နေတဲ့ကဏန်း9ခွန်3ဆိုတဲ့ကဏ္ဍရဲ့39နှစ်ဆိုတဲ့ကဏ္ဍရဲ့ကိုဒါဥနိုင်ရဲ့မိတ်ဆွေတွေကိုနှစ်ကပ်စီးလေးနဲ့ဥနိုင်ကစားနေကြဥနိုင်ရဲ့အင်းဘယ်လိုခေါ်မလဲလုံကောက်စနစ်နဲ့ မူလေးလေးကိုပဲဥနိုင်ကချပြခြင်းဖြစ်တယ်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါဥနိုင်ကိုအမြဲတမ်းအားပေးနေတဲ့ဥနိုင်ရဲ့အားပေးတဲ့မိတ်ဆွေတွေတယောက်ချင်းစီတိုင်းကိုလည်းဥနိုင်ကကျေးဇူးတင်ပါတယ်လို့ဒါဥနိုင်ကပြောကြားခြင်းလည်းပေါ့နော်အဲ့တော့ဒီပွဲမှာတော့ဥနိုင်ကဥနိုင်ရဲ့အကြိုက်ဆုံးပန်တူတာအော်ဂနန်းဒီနှစ်ကွက်သေးပဲထုတ်ထားပါတယ်အဲ့တော့အဲ့တော့အခုဒီမွေးကနန်း like လေးကတော့ကိုကြိုက်တာလေးကိုကိုကိုမွေးထားလိုက်ကြပါတော့ဒါဥနိုင်ကဥနိုင်ရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေကိုတော့အခုဒီမှာပြခဲ့တဲ့ ကနန်းသုံးခွက်ဒီဒီတစ်ခွက်ကတော့ကျသွားပြီပြန်ကြအဖြစ်နဲ့ဒီကောင်ကနောက်ထပ်တစ်ခါလာဖို့တော့ရှိတယ်သူ့ရဲ့ဒီ site အကြပါเนาะအဲ့တော့ဒီ9ဖုံသုံးဆိုတဲ့ကနန်းပတ်လည်နဲ့3ည6နှစ်ဆိုတဲ့ကနန်းပတ်လည်ကတော့ဥနယ်ရဲ့မန်မာအဖွဲ့ဝင်မိတ်ဆွေတွေကိုသူတွေအဲဒီကနန်းလေးတွေကြမဲ့အချိန်ကြီးရောက်လို့ရင်ဒေါက်လေးတွေထည့်ပြီးကြတယ်ဥနယ်ကပတူတန် organ အဖြစ်နဲ့ကစားမှဖြစ်တယ်ပေါ့เนาะလောလောဆယ်ကြိုက်တဲ့မိတ်ဆွေတွေကတော့ကြိုပြီးမွေးထားလိုက်ပေါ့เนาะဥနယ်ရဲ့မန်မာကထဲမှာအခုပွဲမှာတော့ဒီကနန်းလေးတွေမပါဘူးနောက်ပွဲစဉ်နောက်ပွဲစဉ်တွေမှာပတူတန်အဖြစ်နဲ့ အော်ဂနာဖြစ်တဲ့ရွေးချယ်ကစားမဲ့ပွဲတွေမှာပါလာခဲ့ရင်လေဒါမွေးဆိုင်ကနေပြီးတော့ဦးနဲ့ကစားမဲ့အကြောင်းကိုဒါပြောကြရင်းနဲ့ဦးနဲ့ like လေးကိုခဏနေတင်လိုက်မှာဖြစ်တယ်ပေါ့နော်